ကဘာပေါ်မှာစီးပွားရေးဆိုတာမဟုတ်ပဲပျော်ရွှင်မှုကိုဦးစားပေးတဲ့နိုင်ငံတကာနိုင်ငံရှိနေတယ်ဆိုရင်မိတ်ဆွေချုံမလားမချုံနိုင်အောင်တိတ်ဆိတ်ငြိမ်းချမ်းပြီးသဘာဝနဲ့ညွတ်တဲ့တောင်ကုန်းတောင်တန်းကြီးတွေကြားကကွန်လွင်ပိတ်နိုင်ငံငယ်လေးတစ်ခုပါဒီနိုင်ငံလေးကဘူတန်နိုင်ငံမှာ တရဝင်အရဘူတန်ပြည်နိုင်ငံလို့ခေါ်လို့ရပါသေးတယ်။နောက်အရှမှာတရှိပြီးတရုတ်အိန္ဒိယတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပါသေးတယ်။လူဦးရေ6သိန်းကျော်သာရှိနေပြီးအများစုကဝိစီယာရနဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။နိုင်ငံမှာဘရင်စနစ်နဲ့ဒီမိုကရေစီကိုပေါင်းစပ်ပြီးအုပ်ချုပ်ပါတယ်။ထူးခြားတာကဒီနိုင်ငံမှာနိုင်ငံစည်းဝါးရေးထက်လူထုရဲ့ပျော်ရွှင်မှုနဲ့အနားယူမှုကပိုအရေးကြီးတယ်လို့ခံယူထားတာပါ။ဘူတန်ပြည်ဂျီမစ်စင်ဂျီဝန်ချက်က Cross National Happiness ဆိုတဲ့အယူဆဝင်1980လောက်မှာစတင်ခဲ့တာပါ။ ရင်ရဲ့အဓိကရည်ရွယ်ချက်ကလူတွေဘလောက်ပျော်ရွှင်နေတယ်ဆိုတာတံပိုးထားခြင်းပဲဖြစ်နေပါတယ်။အတန်အနေနဲ့လူတွေစိတ်ချမ်းသာပြီးတာဝန်ရှိသောနိုင်ငံတစ်ခုဖြစ်ချင်တာပါ။ဒီဧရိယာ90ရာခိုင်နှုန်းတစ်တောတောင်ကုန်းတောင်တန်းတွေဖုံးလွှမ်းထားတဲ့ဘူတန်ဟာရှင်ကျေးမှုအမွေအနှစ်တွေကိုအထူးယူဆပြီးသဘာဝအလားပါနဲ့ရိုးရာပွဲတွေနဲ့စိတ်ချမ်းသာတဲ့အကောင်ဆုံးနိုင်ငံဖြစ်လို့နေပါသေးတယ်။ ဆိုတော့တကယ်လို့မိတ်စိတ်ဖြစ်စီမှုကနေခဏဝေးချင်နေဆိုဘူတန်ကမိတ်ဆွေတွေအကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်ပါတယ်ဘူတန်ကနေတတိထားရတခုကပျော်ရွှင်မှုဆိုတာရှာဖွေရတာမဟုတ်ပဲရွေးချယ်ရတဲ့အရာတခုဖြစ်နေတယ်ဆိုတာပါပဲကျွန်တော်ကတော့ချစ်စိုးဝင်းမှာဒါမျိုးဗီဒီယိုလေးတွေကိုအမြင့်ဖန်တီးပြီးမှမို့လိုက်ရင်ရှင်းလေးလုပ်ခဲ့ပြီးပါ